င်ဆုံးနေငငယ်တော့နမဝိသဒနာကိုခေါ်ပါသည်အဲ့လိုသင်ရမယ်အစားကျမတို့ကနော် how about this cup how about this one or how about that ဒါကဘယ်လိုပုံစံနဲ့ရှိလဲဒါကဘယ်လိုပုံစံနဲ့ရှိလဲဟာဒါကကြီးတယ်ဒါကသေးတယ်အဲအဲ့တော့ကြီးတယ်သေးတယ်ဆိုတော့ကျမတို့က तू ကဘယ်လိုပုံစံပါဆိုတော့ဖော်ပြစေနိုင်တဲ့စကားလုံးက adjective ပါ နော်နေလို့ရေဒီနေ့ကျမတို့က grade 2 lesson 3ရဲ့ it's a big တញ្ញန်းစာကိုတွားကြပါမယ် okay we are going to learn about lesson 3 grade 2 english lesson 3 it's a big so listen and say this lesson title is listen and say what do you mean listen and say listen na daw ma and say pyo ba and how to teach our children like this ko kle ko blo tin mle dilo tin ma me khwat kle ko pya lai me ko ha ko pya me no khwat ka ့ကောက်ကအိမ်မှာပြလို့ရတယ်အဲ့လောက်ထိအသေးစိတ်မသွားချင်ဘူးဆိုရင်ဟုတ်ပြီဒီသင်ကန်းစာကသသားမိမိတို့ရဲ့ဘာလို့ဆိုလို့ကျနာလဲဒီမှာကြည့်လိုက် fat thin short tall နော်ဒါကနော် fat dog thin dog short tree tall tree နဲ့သူရဲ့နာမည်ကိုပါဒီမှာမှတ်မိရင်ပြောမယ် big cup small cup ်ခါလာနဲ့ပြောရင်ကိုမြင်အောင်လား blue color cup or orange color cup ပြောရရင်အဲ့ဒါဒီသင်ခန်းစာမှာဘာကြောင့်ကိုပြောချင်တယ်လဲဆိုတော့အဓိကကလေ big ဆိုတော့အကြီးတာကိုလည်းပြောချင်တယ်နောက်တစ်ခုကကျွန်တော်တို့ဘာနဲ့တွဲတင်လို့ရလဲဆိုတော့ adjective နဲ့တွဲတင်လို့ရတယ်ဒီလား adjective ဆိုတာနမဝိသေသနအဲကလေးတွေသူသင်မှရှုပ်ပါလိမ့်မယ်ထော်တော်ကနလာမယ်ရင်တော့ကျွန်မကဘာမှပြင်မပြောတော့ပါဘူးမသင်ချင်းမသင်ပါနဲ့ကျွန်မပြောတဲ့အတိုင်းသင်ရမယ်လို့မဆိုတော့ပါဘူးကလေးတွေကိုသင်နေရမှာမဟုတ်ပါဘူးမမေတွေကိုသင်ပြီးပြပြပေးနေရဖြစ်ပါတယ်အဲ့ဒီတော့ကဟိုကိုဘ ယ်လန်းကိုသွားနေဆိုတာမသိပဲနဲ့သူများကို blame ပို့ယူပဲစိတ်မကူပါနဲ့လို့တခါလေးဒီမှာကြော်ညာဝင်ပေးပါတယ်နော်ဟိုကြည့်ပေးတဲ့မေတို့တော့အနာပါတယ်ကဲဒါဆိုရင်သင်ငန်းစာလေးဆက်ရအောင်ပါအဲ့တော့ကျမတို့က big ကြီးတော့ဒီမှာသူက it's a big သင်ငန်းစာကိုပြောချင်ပေမဲ့ကြီးတော့ဆိုတာအကုန်လုံးကသောနဲ့နိုင်ကိုအထူးပြုသောပုဂ္ဂိုလ်နာမဟုဒေသနာကိုခေါ်ပါသည်လို့မြန်မာလိုသင်လိုက်မယ်အဲ့ဒါကျမတို့ဘလို့နားလဲလဲကြီးလောင်အထိအတိုင်းချက်ခဲ့ရတယ်သိနာမလဲခဲ့ဘူးနော်ဟုတ်ပြီဘလို့တင်ရမလဲเนาะအရာဝတ္ထုတစ်ခုဟာနန်းဆိုတာကျမတို့ကထိလို့လဲကင်လက်နဲ့ထိလို့ရတယ်ကင်လို့ရတယ်လေเนาะ အဲ့တော့ what are nouns เนาะ nouns are things or animals or place or เนาะ noun ဆိုတာအဲတိရစ္ဆာန်တွေဖြစ်နိုင်တဲ့နေရာတွေဖြစ်နိုင်တဲ့လူတွေဖြစ်နိုင်တဲ့အရာဝတ္ထုတွေဖြစ်နိုင်တဲ့အဲ့ဒါအကုန်လုံး noun ပဲအဲ့တော့ဘာမှရှိလဲကမ္ဘာလောကကြီးမှာရှိတယ်ဘာသာရေးနဲ့ပြင်ပြမယ်ဆိုရင်တတ္တလောကကြီးမှာတည်ရှိနေသောအရာမှန်တယ်မဲ့ဒီ noun ပဲခြင်လို့ရတဲ့ဟာရှိတယ်ခြင်လို့မရတဲ့ဟာရှိတယ်အဲ့ဒါ noun ပဲတတမီမီတို့ရဲ့အဲ့ဒီ noun တွေကိုဘယ်လိုပုံစံ how ဘယ်လိုပုံစံဘယ်လိုအကြောင်းဆိုတဲ့ဘယ်လိုဆိုတဲ့စကားလုံးတည် adjective ပဲ ဒါဘယ်လိုခွက်လဲကြီးတဲ့ခွက်ဘယ်လိုအယောင်ဘယ်လိုအယောင်လဲနော် color တွေအကုန်လုံး adjective ပဲအပြာရောင်ဘယ်လိုခွက်လဲသေးတဲ့ခွက်ဟဲ့ဘယ်လိုခွေးလဲဝါတဲ့ခွေးဘယ်လိုခွေးလဲပိန်တဲ့ခွေးဟဲ့ဘယ်လိုအပင်တော့ဟဲ့ကြည့်ပါဦးတူတဲ့အပင်ပင်တူတူလေးဟိရင်နေရတာအပင်ပုတ်လေးနော်ငပုတ်လေးအော်ဘယ်လိုအပင်မျိုးလဲရှည်ရတာဟဲ့လူရှည်ကြီးကြနေရပဲအော် ဲ့တော့သူရဲ့ဘယ်လိုဆိုတဲ့ပုံသဏ္ဍာန်ကိုဖော်ညွှန်းပေးတဲ့စကားလုံးက adjective ဒီမှာအဲ့ဒီ adjective ကိုပဲထည့်သင့်လို့ရတယ်။နောက်သင်ခန်းစာမှာ adjective လာတယ်။ဒီကတကယ်ကလေးကကျွန်တော်တို့ကမိတ်ဆက်ပေးလို့ရတယ်။အဲ့တော့ကြီးချင်းငယ်ချင်းကိုကျွန်တော်တို့ကသိနေပြီသားကလေးတွေက look and answer what's this သူက conversation လုပ်ခိုင်းတာ it's a cup ဒါခွဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အကြောင်းမှာ conversation လုပ်ရမယ်မိမိနဲ့လည်းပြောရမယ်မိမိကလည်းဒီလိုပြော what is this လို့လည်းပြောလို့ရတယ်နေစဉ် native စကားမှာ what is this လို့မပြောမသုံးပါဘူး what's this အဲ့လိုပဲသုံးများတယ်နော် မသုံးပါဘူးဆိုလို့သုံးတာရှိပါတယ်လို့ပြောမှကျတော့သုံးလဲသုံးတဲ့ဟာလည်းရှိတော့ရှိတယ်နည်းတယ်ဒါပေမဲ့တော်တော်များများ what's this လို့နေ့စဉ်ဘဝမှာဒါပဲသုံးပါတယ်လို့ကျွန်မပြပြချင်းဖြစ်ပါတယ်เนาะသုံးညတယ်လို့သုံးပါအဲ့တော့ it is a cup လို့လည်းသုံးလို့ရတယ်သုံးညတယ်လို့သုံးပါကျွန်မအနေနဲ့ကျွန်မကြိုက်တဲ့ပုံစံတိုင်းပဲသင်သားမှာဖြစ်ပါတယ် it's a cup it's a cup it's a big သူကဒါရှိပြီးတော့ကျွန်မတို့က cup 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 ခွဲ့လို့ကျွန်မတို့ကအဲကြက်ကြက်တာထက်ဆိုင်စကားပြောနေကြက်တဲ့ခါကျတော့သူ့နှလုံးထဲမှာကလေးရဲ့နှလုံးထဲမှာ it's a cup ကိုကဒီမှာ it's a cup အဲ့လိုပြလို့ရတယ်เนาะအဲ့တော့နောက်တစ်ယောက်ကပြောမယ် uh, how about this one ဒါကြီးလားငယ်လား it is big or it is small အဲ့လိုသင်မယ်ဟောဒီမှာလည်းအဲ့လိုပဲတယောက်တယောက် ask and answer မိကုန်နေမိမယ်ပြန်ဖြေမယ်တယောက်ကမေးတဲ့အကြောင်းမှာအဲ့လိုနဲ့သင်လိုက်ခြင်းအဖြစ်အဲ t r e e tree သင်ပင် t a l l dot ရရှိတော့အဲ့လိုမပြောနဲ့မိမိတို့ကကျောင်းမှာသင်တာမဟုတ်ဘူးအိမ်မှာသင်တာပတ်ဝန်းကျင်ပြလိုက်ဟိုးမှာမြင်လားအဟိုးမှာအဲအပင်ရှည်လားအပင်ရှည်လားတူလားရှည်လားတူလားကိုယ့်ကိုကြည့်လို့ရတယ်ရှည်တယ်ဆိုရင်ရှည်တယ်အဲအပင်ဆိုရင်အပင်တူတယ်ဆိုတူတယ် ခွေးကိုပတ်ဝန်းကျင်ခွေးကိုပြအိမ်ကခွေးကဝလာပိန်လာ what's this ဒါပါလဲ what's this ဒါပါလဲဘယ်လိုမေးမလဲမမေတို့ရင် what's this ဒါပါလဲ what is this အဲ့လိုမေးလိုက်ရတယ်ဒါပါလဲ it is a dog it is a dog you know is it fat or thin ကိုမေးလို့ရတယ် is it fat or thin question answer လုပ်ရဲဆိုရင် no question answer လုပ်ရဲဆိုရင် this is ဆိုရင်ကျွန်တော်တို့ကဘယ်လိုရေးလိုက်မလဲဘယ်လိုမျိုး question ပြန်လုပ်မလဲ is this is this fat or thin question mark ဟုတ်လားအဲ့လိုညလုံးလို့ရတယ်ဒါက what is this uh, it is a cup is it big or small ဒေးလာကြီးလာဟောသူတို့က adjective ပါထည့်တင်လို့ရတယ်ဒီမှာလည်းအဲ့လိုပဲ what is this it is a cup is it big or small what is this is it tall or short အရှင်နဲ့အတူကိုကြက်စရာမလိုဘဲနဲ့ဒီမှာသိအောင်တည်ရမှာဖြစ်ပါတယ် what is this it is a dog is it ဘာလဲ thin or fat or fat or thin ဟောအဲ့ဒါဆိုရင်ကျမတို့ဒီနေရာမှာ fat เนาะသူကတိရမဲ့စလုံးက thin အဲ့တော့ phonic thin နဲ့ဆိုရင် th th sound က the them unvoiced sound it n thin ဒါ phonic thin လို့ရှိရင်ကျမတို့က phonic thin ရင်တက်ကိုတက်လာမယ်နီးလန့်ဖြစ်ပါတယ်ဒါဆိုရင်ချက်ဆရာမလို့တော့ဘယ်လိုရေးမလဲ cup k a p cup k k k seesaw a uh. တန်ကြာယူရေးမယ်ဖက်ဖက်ဖက်ဒါ dictation လို့ခေါ်တယ်တပ်ပုံတပ်ပုံခုံနီးမှာကျွန်တော်တို့သင်ပေးတယ်ခါဖောက်ပြီးခပဲပေါင်းတဲ့တာလားဖပ်ဆိုရင်ရောဖအာဖဖပ်ဒါပဲပေါင်းတဲ့တာလားဘတ်ဆိုရင်ရောဘာအတ်ဘတ်ခြေတဲ့စလုံးလားပေါင်းတဲ့တော့ပါပဲဒါကို CBC words လို့ခေါ်ပါတယ်နော်ဒီမှာဆိုရင်ဒါဆိုလဲခဖဒါဆိုရင် big b e g big b e g big ဒါဆိုရင် short sh sh အတန်ကြာရင် two consonant blending နောက်ကျမတို့က digraph ရေးမယ် sh or အတန်ကြာရင်မှာ or or sh or to short sh or to short ဒါဆိုရင် phonic level 1ရောက်လာတဲ့အကုန်သင်ရပြီအဲ့တော့ sh or to short ပြီးသွားရောအဲ့လိုလေးသင်မှာဖြစ်ပါတယ်ရှင်ဒါဆိုရင် level grade 2ရဲ့ lesson 3 it's a big thing ဆောင်မိမိတို့သင်ရတာအဆင်ပြေမလားမသိဘူးเนาะအဆင်ပြေတယ်ဆိုရင်လည်းဒီချက်ကျေးဇူးတင်ပါတယ်ထပ်တည်ချင်တာရှင်လည်းမေးခဲ့ပေးပါ